ရမယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးတိခါနေတယ်၊မြင်တွေ့နေတဲ့ဟာကဒီတော်လိုက်ရေးကြီးတွေလွယ်လွယ်ကူကူလေးနဲ့ပန်းမပွင့်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ခက်ခဲတွေ၊ကြမ်းတမ်းမှုတွေ၊ပျက်စီးမှုတွေ၊ယွယွင်းမှုတွေအများကြီးကြုံနေနိုင်ပါတယ်။ဆက်လက်ပြီးတော့မှတောင်းခံပေးဖို့ရအတွက်ကျွန်တော်တို့အများကြီးတောင်းဆိုပါရစေ။ဒီတန်ဒီဝအရင်ဝင်ထားတဲ့လူတွေကလည်းပြောမလို့သူကလည်းကြောက်နေကြတယ်ကိုလည်းကျွန်တော်လည်း ကြောက်နေကြောက်ကြတာပေါ့တို့မှာတို့ဓမ္မဒီနှစ်ထမ်းကြတဲ့လူဓမ္မကြောက်နေကြတယ်ကျွန်တော်လည်းကြောက်ရပေါ့အဲ့လိုတိုက်ခိုက်ရင်ရှင်ဒါဒီဘယ်ရောက်လာလဲတို့စီကိုကျမတို့ပြုတ်ပြုတ်နေရဲ့ဖရဲစီပေါ့ရှင်ဖရဲစီတော့မျိုးခုံမယ်ကျွန်တော်တစ္စပေါက်တော့ပေါ့ရှင်သိလားဒီတော့ အခုဒီစာထားဒီစာဆိုရန်ကုန်တိုင်းဒေသကြီးကထွက်တာဆိုတော့ဒီဌာနမှာပြည်သိရှိနေလို့ပေါ့ဒီဌာနကဒီစာကိုဓာတ်ပုံရိုက်ပြီးတော့ခေတ်သစ်ကိုပို့တဲ့လူရှိနေလို့ပေါ့ရှင်ဒီတော့ဒါကိုဘယ်လိုစစ်ထုတ်ကြမလဲဒီလိုမျိုးသစ္စာပေါက်တောက်တွေရဲ့လုပ်ရကြောင်းနိုင်ငံတော်မှာဆုံးရှုံးမှုတွေများရှိရဲဝန်ထမ်းတွေတချို့လိုအသက်ခံရတာရှိရဲ့နော်ကျွန်တော်တို့လုံခဲ့တဲ့ချက်တွေအရဆိုအမြန်လမ်းမှာဖမ်းဆီးခံရတဲ့ဦးစီးမှုတွေရှိရဲ့ဦးစီးမှုဇနီးတွေမှာပါသွားတယ် ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတယ်သူတို့ဇနီးပါပါသွားတယ်ပုံကြီးတွေဖမ်းဆီးခံရတယ်သူတို့ခရီးသွားမဲ့လမ်းကြောင်းကိုဘယ်သူသိတာလဲဘယ်လိုသိတာလဲအစိုးရဌာနတွေဆိုရင်အဲ့ဒီကအရာရှိပေါ့နော်အရာရှိတွေဦးစည်းမှုတို့ညွှန်မှုတို့စသက်တဲ့ပေါ့နော်အဲ့ဒါအပြင်ဒီလိုမျိုးတာမန်ယာတို့ရှိတဲ့လူတွေပေါ့နော်သွားလာတဲ့အခါမှာလုံချက်ခံရတာတွေကောင်းဘုံထောင်ခံရတာတွေဒီလိုအရာတွေဟာဒီလိုလောက်ကောင်တွေရှိလို့လေဒီရုံးမှာဒီလူဟာဘယ်အချိန်ဘယ်ကိုသွားမလဲဆိုတာသိတာဒီရုံးကသူတွေပဲရှိမှာလေဒီတော့ဒီလိုခရဲသေးတွေကိုငွေပေးကပိုက်ပိုက်လို့မျိုးထားရမယ်ဆိုတာဘယ်အချိန်ကိုထားပေါက်မလဲဆိုတာမသိနိုင်တဲ့အခြေအနေရှင် ဖရဲသည်တွေအခုချိန်ကြီးပြက်ပြက်သားသားနဲ့တလုံးကကြံရှင်းဖို့အတွက်အစီအစဉ်မရှိသေးဘူးလားဆိုတာလေကျွန်တော်တို့ကမိဘပြည်သူများအားလုံးနဲ့အတူစိုးရိမ်ကြီးစွာနဲ့နေလိုက်ဆင်ပါရှင်။ဒါကတော့ဘိုးမတွေကုံလုံးကြွက်နေရဖြစ်ပါတယ်။တို့တွေအင်အားကြီးပါရဲဆိုပြီးတော့တမတော်ကြီးကိုထောက်ခံပြီးတဲ့နောက်ပိုင်းမှာတော့အခုလိုမျိုးတောင်ကျွမ်းမှုတွေနဲ့တွေ့နေရတာပါ။တောင်ကျွမ်းမှုတွေမပေးနိုင်တဲ့ပြင်ကမှတို့တွေအကုန်လုံးအိန္ဒိယရောက်ရောက်ဘလုံးဂျုံတော့တဲ့နေရာဒီနေသားတစ်ခုဖြစ်နေတာပါ။ ဘရဲသီးတွေကိုရှာဖွေဖို့မင်းအောင်လိုင်ကိုပြောနေမလဲဘရဲသီးပါဆိုမှမင်းအောင်လိုင်ကဘယ်လိုသွားရှာမလဲမင်းအောင်လိုင်ကိုရင်တော့ဘရဲသီးဖြစ်နေပြီးတော့တနက်တွေပေးနေတာယူတော်လိုင်းတက်တွေကို တော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်နိုင်နေပေကျွန်တော်ရဲ့ကိုကြက်ရီပရိုဒူရှင်း channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလို့တော့ပြီးကမှာတော့ယနေ့ master 24ရက်နေ့တနင်္လာနေ့ရက်မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့တောင်းဆိုလိုက်ပါရစေ။နောက်ဆုံးအနေနဲ့ကတော့ data twin စစ်ကောင်စီကစစ်ခွေးတည်ဆုံမှုစီးရင်မှာတော့မန္တလေးတိုင်းငဇုံမြို့နယ်မှာ၄ကောင်၊စကိုင်းတိုင်းရေဦးမြို့နယ်မှာ၃ကောင်၊စကိုင်းတိုင်းချောင်းမြို့နယ်မှာ၂ကောင်အသီးသီးတည်ဆုံခဲ့ကြောင်းသိရှိရပါရစေ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းချောင်းမြို့ပေါ် ပေအိုရုံးမှထွက်လာသောဂျမ်ဘတ်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရမှာတော့စစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်း BADF တပ်ခွဲအညာမိုင်းအဖွဲ့မှတာဝန်ရှိသူတူကပြောထားတာတွေ့ရှိရပါတယ်။ဒါဟာချောင်းမြို့ပေါ်မှာမိုးကောင်းကြောင်းမှစစ်ကောင်စီတပ်သား18ဦးဟာထွေရုံးမှထွက်လာစဉ်ဖင်လန်ပင်ကြောင်းနီးမှာ တော်လိုင်းကြီးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့တိုင်းမိုင်းခွဲတိုက်ဆတ်မှုတွင်အချမ်းဘတ်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိကြောင်းမိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အချမ်းဘတ်စစ်ကောင်စီတပ်သားများပြန်လည်ပြစ်ခတ်တော်လဲရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ကြောင်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့မန္တလေးမြို့မှာစစ်မှုထမ်းဖို့တတ်မှတ်ထားတဲ့အသက်အရွယ်ကျောင်းဝင်တဲ့လူငယ်တွေမျိုးသားတွေလာမဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်ရက်ွက်ရုံးမှာမဲနိုင်ဖို့အတန်ချက်စနဲ့လိုက်လံတတိပေးတာတွေရှိတယ်လို့မြို့ကန်ဒီကသိရှိရပါတယ်။ချမ်းအေးတာဆန်နဲ့ ချမ်းမြတာစီမြို့နယ်တွေမှာယာယီမှုတွေစစ်ကောင်စီလက်ဝေခံပြည်သူစစ်တွေဟာမက်ဆာ20ရက်နေ့ကစတင်ပြီးတော့တောက်လျှောက်အတန်းချဲ့ဆက်နဲ့လိုက်လံတတိပေးလာတာကိုတွေ့ရပါတယ်။မနက်စောကြီးလျှော့သွားတာမဲနိုင်ဖို့ရုံးကိုလာမယ်ပေါ့လို့ချမ်းအေးတာဆန်မြို့နယ်ကန်ကောက်ရက်ကွက်တွင်မှနေထိုင်တဲ့ပြည်သူတို့ကပြောထားပါတယ်။အိမ်တော်စင်းရင်ကိုစစ်ကောင်စီလက်အောက်ခံရက်ကွက်အုပ်ချုပ်ရေးရုံးကကောက်ယူထားပြီးအသက်18နှစ်မှ 35နှစ်ကြာလူငယ်တွေကိုစစ်မှုထမ်းဖို့ရက်ွက်ရုံမှာ23ကစတင်ပြီးမဲဆနှိုက်ရမယ်လို့သိရပါဗါအိမ်မာကသား3ယောက်အကျုံးဝင်နေဆိုပြီး3ယောက်လုံးနှိုက်ရမယ်ဆိုပြီးချမ်းအေးတာဆန်မျိုးနဲ့ငကွက်တဲ့မှာနေထိုင်တဲ့မိခင်တူကစိတ်မကောင်းစွာနဲ့ပြောထားတာလည်းသိရပါဗါအဲမင်းအောင်နိုင်နေနဲ့ကတော့လူငယ်တွေကိုပို့ပြီးတော့စူဆောင်းနိုင်ဖို့အတွက်ပတ်တကုတ်ပုံမှုလောက်လာတာကိုတွေ့ရှိရပါဗါနောက်ထပ်သတင်းတော့မှာတော့စက်ကောင်စီရဲ့တက္ကသိုလ်ဝင်ဆောင်ပွဲတွေပြီးနောက်နေ့မှာပဲမန္တလေးမြို့ပေါ်မှာစစ်တကလူငယ်တွေကိုစစ်မှုထမ်းခေါ်ယူမှုတွေအပူတပြင်းလောက်လာတာဟာ ကျောက်သူဝင်နဲ့ဆောင်မဖြည့်ဆွေထားတဲ့ចောင်းသားတွေကိုခေါ်ယူဖို့အဓိကပြစ်မှတ်ထားလာတယ်လို့မြို့ကန်တွေကပြောထားပါဗျ။မက်ဆာ22ရက်နေ့မှာတက္ကသိုလ်ဝင်နဲ့ဆောင်မဖွဲ့တွေပြီးဆုံးသွားတဲ့နောက်မှာတော့မန္တလေးမြို့ထဲမှာစစ်မှုထမ်းဖို့တဲ့မဲနိုင်ဖို့ကိုရက်ကွက်တွေမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုဖွဲ့တွေစစ်ကောင်စီလက်နက်ကိုင်တွေကရက်ကွက်ထဲမှာအသံချက်တဲ့နဲ့လိုက်လံအဝိုင်းနေတယ်လို့တရက်တီလည်းလိုက်ဝေခဲ့ပါတယ်။စစ်မှုထမ်းအမှတ်စဉ် တနင်္လာတက်ရောက်ဖို့အတွက်မဟာအောင်မီမြို့နယ်မှာရှိတဲ့ရက်ွက်အားလုံးကိုမတ်စ24ရက်နေ့မနေ့7နာရီ45မိနစ်မှာတစ်ချိန်နဲ့မင်းနိုင်ငံမှာဖြစ်လို့မပြတ်မကွက်လာရောက်ပေးကြမည်လို့လည်းစစ်ကောင်စီကအသိပေးစာတွေရေးသားထားပါတယ်။မင်းနိုင်ငံရဲ့နေရာတွေကိုရက်ွက်အုပ်ချုပ်ရေးမှုနဲ့ဓမာယုံတွေကိုသတ်မှတ်ထားပါတယ်။ဒါပြင်အောင်မီတာဇာမြို့နယ်ချမ်းအေးတာဇံမြို့နယ်ကရက်ွက်တချို့ကလည်းမတ်လ24ရက်နေ့မှာမင်းနိုင်မဲ့အထက်ပေါင်ဝင်တယ်လို့သိရပါတယ်။ ရက်ွက်ရုံးကရခင်ကောက်ယူထားတဲ့စည်ရင်းတွေမှာတက္ကသိုလ်ဝန်ထမ်းတက်နေစေចောင်းသားတွေလည်းပါဝင်ပြီးတောင်းဝဲပြီးတဲ့နေ့မှာစတင်ခဲ့တာလို့မဟာအောင်မီမြို့နယ်မဟာမြန်ရက်ွက်ကចောင်းသားမိဘတို့ကပြောပါတယ်ကျွန်တော်သားနှစ်ယောက်စလုံးစည်ရင်းပါတယ်၁၈ကျော်နဲ့၁၆နှစ်ကျော်ပါတွေပါចောင်းသားပြီးပြန်ဖြေတဲ့ကလေးတွေပါခုမှဆောင်းဝဲပြီးတာရင်းတွေပူနေတာပဲဗျာဘာပြောရမှန်းတော့မသိတော့ပါဘူးဆိုပြီးတော့ကောင်းသားနှစ်ဦးရဲ့ဖွားခင်ကလည်းပြောထားပါတယ်။အဲမင်းရောက်နိုင်နေကတော့မန္တလေးမှာပြုတ်လို့တဲ့ဆောင်းဝဲတွေမှာစစ်ကောင်စီကစစ်သားတွေတွားရောက်စောင့်နေတဲ့အချိန်မှာဘောမတွေရတယ်ပြောတာပါဗျာ။အဟာလုံခြုံရေးတဲ့စောင့်တာပေါ့။တကယ်တော့ဘယ်ဟုတ်မလဲဗျာ။ ကျောင်းသားတွေကိုကြည်နေတာပါ။အုံဝဲတွေပြီးတာနဲ့ကျောင်းသားတွေကိုတက်သေးကိုဆွဲခေါ်တော့မှဒေတာကိုတကယ်ကိုလက်ရှိမှာမြင်နေရတာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသားတွေအနေနဲ့ကလည်းတော်တော်လေးကိုမှဘေးကျဉ်နှံ့ကျက်တိုက်နေနေတစ်ခုကိုရောက်နေပြီဖြစ်ပါတယ်။ဒီလိုဆုံးရတာတော့သာသနာကျောင်းဝင်ပြီးအမျိုးသားများဒီလိုဆုံးရမှာပြန်ခဏနေ ဒီနေ့တော့ဆံမတဲ့ရောအတွက်ကျင်းပြမကဒီစုကူရာဥပဒေနဲ့မဲနဲ့ယုံကဲ့ကျင်းတာအပေါ်တရားပါတရားရှင်ကျမပြုလို့ဖြစ်ပါတယ်အပေါ်ကနေတိုင်းမဖြစ်ပါဘူးမဖြစ်ပါတော့ကြောက်ရောင်ရံသိကြပါဟုတ်ကဲ့ဆက်လာရင်ဘယ်လိုလဲ။ဟုတ်ကဲ့ဆက်ပါတော့ဆက်တော့ဆက်ပါ။ဘယ်လိုလဲ။ဘယ်လို ဇရနာကုသဘုရားဝင်အောင်ဇရနာဓမ္မသင်္ကန်းလည်းဘယ်ဘယ်နဲ့ဟောဆောင်ကြပါများဆောင်ရရမယ်ယနေ့ပေါ်တိုင်းသို့မဟုတ်မင်းတို့ဘာသာဝင်မှာဘုရားကံမလာရောက်ဘယ်နဲ့ဆောင်ရမဖြစ်ဘူး။အဲဆုံးမပြီးဘုရားကိုဘယ်နဲ့ဟောတာကဘုရားပေါ်မှာဆောင်ရမှာဘယ်နဲ့ နောက်ထပ်သတင်းတို့မှာတော့အေယာဝတီတိုင်းရေကြီးနှစ်တိုင်းချောင်းလေးမျက်နှာမြို့နယ်ထိစပ်ဒေသများမှာတော့မတ်စလာ23ရက်နေ့နံနက်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီက Jet Fighter ဖြင့်ရောစစ်တပ်လေဒီတွေနဲ့ပါတိုက်ခိုက်နေကြောင်းသိရှိရပါတယ်။အဆိုပါဒေသတစ်ဝိုက်မှာချင်းလေတုံတုံဝက်ကုန်းကင်းတိုင်းရွာများကိုစစ်ကောင်စီတပ်ကဒေချောင်းမှဘုံကျဲတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။တိုက်ပွဲတွေကတော်တော်ကိုပြင်းထန်နေပါတယ်။ရေကြီးနှစ်တိုင်းချောင်းဘက်ကလည်းဖြတ်ပြီး Husky တွေတောက်လျှောက်တက်နေတဲ့စစ်တပ်လေဒီတွေလည်းပြန်တက်နေတဲ့တိုက်ပွဲတန်နေတဲ့ကြားနေရတယ်လို့လေးမျက်နှာမြို့ကတူကပြောထားပါတယ်။ ောက်ထပ်သတင်းတွေမှာတော့ကရင်မျိုးသားစီယုံ KNU ဘိုဌာနချုပ် new ပုံဝင်ချင်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ Gladys Tescan ကိုမတ်လ22ရက်ကစပြီး KNU နဲ့ပူးပေါင်းတကဝင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ကရင်စီးရီးသတင်းမြေကထုတ်ပြန်ထားပါလေ Gladys Tescan ဟာလိုင်းပွဲမျိုးနဲ့ကလော်ကထိုက်အရှိတ်ဘက်ထိုင်းနေဆက်မှာရှိတာပါ KNU ရဲ့စီးရီးနေမြေဖွဲ့ရသမတ်ပုံရတော့တမခွန်နေမြေထဲမှာရှိတဲ့စကန်နဲ့ဖြစ်ပါတယ်အဲ့ဒီစကန်ကို KNU နဲ့ပူးပေါင်းတကဒရုန်းနဲ့ဘုံချတာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ကရင်စီးရီးသတင်းမြေကဖော်ပြထားပါတယ် လယ်ဒေးစခန်းတိုက်ပွဲကြောင့်အနီးပေါ်မှာရှိတဲ့ကလယ်ဒေး no low flow ပြေးရွာတွေကဒေသခံတွေဟာဟိုင်းဘက်ချမ်းစီတစ်ဆောင်နေရတယ်လို့လည်းပြောပါရယ်နောက်ထပ်သတင်းတို့မှာတော့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဦးရီမုံကိုတိုင်ပြည်သူ့ကာကွယ်ရေးတမတော် PD ရဲ့ရဲဘော်များနဲ့အတူမြေပြင်၌ရှိနေခြင်းတစ်ခုတည်းဖြင့်အထက်ကိုယုံကြည်ပြီးတော်လှန်ရေးကိုရှေ့ဆက်နိုင်ခြင်းဖြစ်ကြောင်း PD ရဲ့ကလေးခရိုင်အမတ်လေးတရင်မှတမူးကိုမုံပြီးကပြောထားပါဗျာတော်လှန်မျိုးတွေအားလုံးပဲဒီပြည်မှာတွေ့ရမယ့်အကြောင်းအရာလေးကတော့ PNDF ရဲ့ဒုစီဦးစီးချုပ်ဖြစ်တဲ့မောင်ဝီရဲ့အင်တာဗျူးလေးတစ်ခုဖြစ်ပါတယ်။ကြည်ရသေးတဲ့မျိုးတွေပြန်လည်မျှဝေပြလည်ခြင်းဖြစ်ပါတယ်။ Greenia နေရသမိုင်းကလည်းစီအာနာရှင်လက်အောက်ကနေလူမျိုးပွေရအတွက်ကတော့ကျွန်တော်တို့တိုင်းနာ ော်လိုင်းရင်အားစုတွေပါမကပြည်ပြတ်မှာရှိတဲ့တော်လိုင်းရင်အားစုတွေအားလုံးဒီကွာပူပေါင်းနဲ့တွေ့လောက်ကန်ဆောင်ရနေပါတယ်။အဲ့တော့ဒီလိုမျိုးစုစည်းမှုအားဒီဘယ်တော့မှမရှိခဲ့ဘူးတဲ့အားဖြစ်တယ်။ဒါကြောင့်မလို့တေချာပေါအောင်မြင်ရမယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးတိထားနေတယ်မြင်တွေ့နေတဲ့ဟာကဒီတော်လိုင်းရင်ကြီးတွေလွယ်လွယ်ကူကူလေးနဲ့ပန်းမပွင့်ဘူးဆိုတဲ့အတွက်ကြောင့်မလို့ခက်ခဲတွေ၊ကြမ်းတမ်းမှုတွေ၊ပျက်စီးမှုတွေ၊ယိုယွင်းမှုတွေ အများကြီးကြုံနေနိုင်ပါတယ်ဆက်လက်ပြီးတော့မှတောင်းခံပေးဖို့ရအတွက်ကျွန်တော်တို့အများကြီးတောင်းဆိုပါတယ်ကျွန်တော်တို့ဒီအောင်မြင်အောင်မသိမ့်ချခင်ချိန်တွေမှာဆွဲဆောင်ပါမယ်စူးစမ်းပါမယ်လူစုစိတ်မပြတ်စေရအောင်ဆိုတာကိုကျွန်တော်တို့ပြောကြားလိုပါတယ်ဆရာဟိုဒီပါရောက်နေတဲ့ဟိုအလူရှင်တွေအတွက်ကောနောက်ပြီးတွေအတွက်ကောဆက်ကစားနေတယ်ကျွန်တော်တို့မှာ top point အားတွေမရှိဘူးဆိုလို့ရှိရင်တော့เนาะကျွန်တော်တို့ဟောက်ပတ်နေတဲ့ရန်ပုံငွေဖြည့်ဆည်းပေးနေတဲ့ ဒီရင်းကြီးပါမှာရှိနေတဲ့ထောက်နေမရှိတာမရှိဘူးဆိုရင်တော့ကျွန်တော်တို့မြေပြင်မှာလည်းလုံးလုံးရမှုကတော်တော်ခက်ခဲပါဒီလူတွေရဲ့အားတွေကြောင့်မလို့လဲကျွန်တော်တို့အောင်မြင်မှုများစွာအောင်ဖန်တီးနိုင်တယ်ဒါကြောင့်မလို့လဲဝဲပြီးတဲ့ ठी ကိုဆက်လက်ပြီးတော့မှပတ်ဖို့ပေးနိုင်ကြဖို့ရအတွက်ကိုကျွန်တော်တို့တောင်းဆိုလိုပါတယ်ကျွန်တော်တို့ဘက်ကလည်းတဲ့နဲ့ခန္ဓာကိုယ်နဲ့ရေးပြီးတော့မှအောင်မြင်မှုတွေကိုရအောင်ဆုတ်ခွမယ် ထောက်တာဝန်လေးတွေဖန်ဆောင်နေတဲ့သူတွေအားလုံးကလည်းကျွန်တော်တို့ဆက်လက်ပြီးတော့မှအပဝင်ပေးဖို့ရတဲ့ကြောချလို့ပါတယ်။ပါဝင်နေခဲ့တဲ့အချိန်တွေအချိန်ဒီဒီနေ့ကြည့်ကျွန်တော်တို့ဒါဂရီနီရဲ့သမိုင်းနဲ့ကြည့်ကြည့်ဆိုတာပဲ။တက်မတော်ဂရီနီတက်မတော်မှာ80နဲ့မှ6နှစ်ပြည့်ခဲ့ပြီ။86နှစ်လုံးရုန်းကန်ပေးခဲ့တဲ့ထောက်ပြည်သူလူထုအားလုံးကိုတိမတ်ပြုလေးစားကြောင်းကျွန်တော်တို့ကြောချလို့ပါတယ်။ဟုတ်ကဲ့ဗျာ။ကျေးဇူးများတမန်ရှင်ဆုလို့ပြကြရတဲ့ဟုတ်ကဲ့ကျေးဇူးတမန်ရဲ့ဗျာ။ ဲ့ဒီလင်ကျဲတဲ့ညာခင်ဗျားတို့လောက်ကူတာပြောတာတော့ကြားတယ်ဟုတ်တယ်နားနားဘွေးညာစလေးဖြူတောက်တာငါတွေ့တော့ကျေးဇူးပါညာကျွန်တော်အိတ်နေပြီပေါ့နော်အကုန်လုံးကိုအားယူနေကြတယ်ကျွန်တော်တို့လည်းအိတ်နေပြီဒီအဲ့မှာလေရင်ကဒီတက်တဲ့အယူပေါ့နော်ကျွန်တော်တို့အဆောက်အဦနှစ်ခုရှိတယ်မြတ်အဆောက်အဦနှစ်ခုရှိတယ်ဟိုဘက်အဆောက်အဦကိုတွားပြီးတော့အဆောက်အဦနှစ်ခုရှိတယ်ကျွန်တော်တို့နေတဲ့အဆောက်အဦနဲ့ဒီဘက်လူနာရီထားတဲ့အဆောက်အဦလူနာရီထားတဲ့အဆောက်အဦတက်တဲ့တွားကြတာမြတ်လေရင်ပြစ်ချလိုက်တဲ့ဟာကျွန်တော်နဲ့ နည်းနည်းလေးပဲကျွန်တော်မီးစထွက်သွားတာရောအလင်းရောက်နေရောအကုန်မြင်ရတယ်အင်္ဂလန်လူနာရီကလည်းသူ့အန်ဒီအရှူရှူထွက်သွားကြတယ်အဲမှာဆရာကြီးကလည်းကျွန်တော်တို့တော့တွေပါဖြွင့်ပေးတာပါနော်ထိတ်တုံးတွေပါဖြွင့်ပေးအဲမှာအိုင်နာလေးကဟိုမိန်းလာဟောတွိုင်လက်တွိုင်လက်တွေပါရဆာအဆအကုန်လုံးအဆနာပျောက်ပျောက်သွားတာပေါ့သူရဲ့အဲမှာသူတနက်တွေပါဟိုဝိုင်းပြီးတော့ကျွန်တော်ဆွဲထုတ်ပေးတာပေါ့ဆွဲထုတ်ပေးတယ်ဆိုတော့ကျွန်တော်တို့လည်းဒါဆာမဝီတို့ပေးထားတဲ့အဆူတက်ကိုကျွန်တော်ကဟိုစေတနာနဲ့ပေါ့နော်ကျွန်တော်လည်းတက်နိုင်တယ်မြတ်ဂျင်းနဲ့ချက်တဲ့ဂျားလေးရနေမှာကျွန်တော်လည်း ဝိုင်းဝန်းပြီးတော့အဲတနက်တွေပါလေကူဆွဲပေးတာပဲလုပ်ပေးလိုက်ခွဲလေမှားထားပြီးတော့လုံးဝဘယ်တော့မှမပြူဒီကနေ ACD ကျွန်တော်စိတ်ချရပြီဆိုရင်ကျွန်တော်တို့ပြန်လွှတ်မှာပဲကျွန်တော်ယုံကြည်တယ်ယုံကြည်တဲ့အတွက်ကျွန်တော်ဘယ်တော့မှပဲပြေးမှာမဟုတ်ဒီဘက်ကတော့သူပြောထားတဲ့အတိုင်းဂရိတီပါဂရိတီလို့လည်းကျွန်တော်တို့အခုချိန်ကိုရုံးနဲ့တွေ့နေရပါဘောနော်အဲ့တော့ကျွန်တော်တို့အချင်းချင်းဖြစ်ခဲ့ပြီးတော့တိုက်နေမဲ့အစားဒီဘက်ကိုတော်လိုင်းကြီးရဆူဆူပူပေါင်းစီချင်ပါလေဘောနော်ကျွန်တော်တို့လိုဒီမှာဘာလို့လဲဆိုတော့ကျွန်တော်တို့တကယ်တကယ်တမ်းနေလားငါလားအောက်ရှိမှာတိုက်တဲ့ချင်း ကျွန်တော်တို့အဲ့ကျွန်တော်တို့ရှိကိုလူနာကဲထုတ်ဖို့တောင်မှခေါ်တဲ့အချိန်မှာတော့မှစုဖွဲ့နေစုဖွဲ့နေတကယ်တကယ်နဲ့ကျတော့ရောက်မလာဘူးဗျဟိုကျွန်တော်တို့စိတ်နာဖို့တော့ကောင်းတာပေါ့နော်ကျွန်တော်ဆိုတတောင်းတော့မှတောင်ထမ်းဆောင်တာ2003ခုနှစ်ထဲကကျွန်တော်စစ်တပ်ကလို့ပူလောင်းတင်တဲ့တက်ပြီးတော့မှခု2023ကျော်သွားပြီစစ်တပ်20နီးပါးလောက်ရှိတာပေါ့နော်အဲ့တော့ကိုဘော်ကခုနအလုတ်ရက်တဲပေါ့နော်ကျွန်တော်စိတ်နာဘူးတော့ရောက်မလာဘူးပေါ့နော်ကျွန်တော်ကိုလည်းခုနပြောကျွန်တော်နဲ့အတူတူကျွန်တော်ရှိရအောက်ကရဲဘော်ကြီးလဲလူနိုင်လဲရမ်းပစ်ထားလိုက်တယ်ပြီးရင်အခုချိန်မှာကြာဆုံးသွားတဲ့ရဲဘော်တွေဆိုလဲလာပြီးအလောင်းတော်မကောက်နိုင်ဘူးဆိုတော့ အရင်ကျွန်တော်မီဒီယာတခုမှတွေ့ဘူးอ่ะเนาะဇွဲနေဝင်လာအင်းနေဝင်လာမသိဘူးပေါက်လိုက်တာလို့ကျွန်တော်တော့ကျွန်တော်ဟိုဘက်မှာရှိနေသေးတယ်ကျွန်တော်ညီကိုတွေเนาะရဲဘော်ရဲဘက်တွေကျွန်တော်ပြောချင်ပါတယ်ဘာရှေ့ချင်းဘာလဲဘာမင်းစားသစ်စားစားဆော ာဒီကိုလဲပတ်တဲ့အခါမှာဘာတွေအခက်အခဲဖြစ်လဲလို့ပြောရင်အမှန်တမ်းပြောရင်တော့ဒီတော်လိုင်းကာလဖြစ်နေလို့လည်းဖြစ်မှာပေါ့နော်ကျွန်တော်တို့သားတောက်ပေါ့နော်အစားတောက်ကိစ္စကပုံမှန်တော့ကျွေးနိုင်တယ်နော်ပိုနတ်မှန်တော့ကျွေးနိုင်ခဲ့တယ်သို့တော်လည်းပဲဟိုအဟာရကိုပိုပြီးဖြစ်စေတဲ့အစားအစာမျိုးတွေကိုဒီထက်နည်းနည်းလေးဖြစ်ပြီးခြင်းပဲပေါ့နော်အဲကျွန်တော်ဂျမ်းမယေရှုတော်ကနေကြည့်လုံးဝအပွင့်လိုက်လေသူကတော့သူ့တယ်လာတဲ့ချိန်ကပွင့်လိုက်လားနော်ဒီတရားချောချော ဟုတ်ကဲ့ကျွန်တော်ပြောအမှုအကျင့်လည်းသူကသူပြောင်းသွားတာမျိုးရှိနေတယ်လို့ကျွန်တော်ကတော့ဒီလိုမြင်ပါတယ်ဟုတ်ကဲ့ဒီရောက်တဲ့ခါကျရင်ကျွန်တော်တို့အမြဲတမ်းမှားတယ်ဒီထောင်ဖက်တွေကိုမလို့အဗနဲ့ရိုက်နဲ့ထူထောင်တာညာမလုပ်ဘူးပေါ့လုံးလည်းမလုပ်ကြပါဘူးဒီလိုတော့သူတို့တိတ်မခံတာကျွန်တော်ရောက်ပြီဆိုအများအပြားသူတို့ပျော်ရွှင်ထားတာမျိုးတွေလုပ်ကြတယ်ဒီကချင်းလေးစူကြတယ်ခင်ဗျာလေမင်းလေးလက်တွေ့ရောမင်းလေးကိုလုပ်တယ်အဲ့လိုမျိုးမျိုးပေါ့မသိသေးတဲ့လူမသိသေးတဲ့ပေါ့ ကျွန်တော်တို့ပြောပြောတာပဲစကြရတေအောင်လောက်ပါတက်လိုက်ဖို့တော့လွယ်ပေါ့တက်လိုက်ဖို့တော့လွယ်လေတို့တော့တက်ချင်ဒီမှာတော့မရောက်လောက်ရှင်းအောင်ထားဖို့ကတလောက်ခက်တာအခုကြည့်တို့ဖနက်တဲ့ဖနက်အမစစဉ်းစားပေးရတယ်နော်ဝိဆရာစဉ်းစားပေးရတယ်တို့စားဖို့စဉ်းစားပေးရတယ်တောက်ဖို့နေဆုံးခုစလိတ်အမစနော်ကွန်လီအမစမျိုးလေတက်လိုက်ဖို့တော့လွယ်သလားမမင်းနဲ့မင်းလက်ညိုလေးတစ်ချက်ကိုရောပဲဒါမဲ့ရှင်းအောင်ထားဖို့တော့ခက်တယ် ။အဲအားလုံးပဲဒါလေးကတော့လက်ရှိချိန်မှာဘောမရက်ကွက်မှာ India ကဒီဦးစုတုပ်ကျသွားပြီဆိုတဲ့သတင်းနဲ့အတူ India ကဖန်ဆီးရမိတဲ့စစ်တုံးပန်းတွေကိုရှင်းလင်းပြစ်တယ်ဆိုတဲ့သတင်းတွေကပေါ်ပေါ်လာတာဖြစ်တဲ့အတွက် India စီဦးစုရေးပါဒီကသူ့ရဲ့ဗီဒီယိုတချို့ကိုပြန်လည်မျှဝေခဲ့တာကိုသိရပါတယ်။အားလက်ရှိချိန်မှာ India အနေနဲ့တို့ရဲ့စစ်တုံးပန်းတွေကိုအရှိတဲ့အနေထားတွေကိုပြန်လည်ဖော်ပြသေးသွားဖြစ်ပါတယ်။သူတို့ရဲ့လူငယ်အားကိုပြည်စည်းနိုင်မှုအတွက်အသက်၁၈နှစ်ကနေ၃၅နှစ်ကြာရှိတဲ့လူငယ်တွေကို အရမစတာစူဆောင်းလာခဲ့တာအခုဆိုရင်အပတ်စဉ်၁၇အထိကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ရွှေနမရတော့ချော်ကြီးရအတက်ကတော့20ပေါ့ဇာတိရတော့ဟာစကားနိုင်ကမ္ဘူရေကြီးကျွေးရဒီမာဆက်တဲ့မရောက်ခင်လောက်ပန်းတော့စပိန်ရောင်းဝယ်ကြီးပေါ့စပိန်ရောင်းဝယ်ကြီးဟာနေပြတက်ကုန်းမှာလုံးလုံးအဲစင်းတိုင်ထားတဲ့ဂျာကပဲ အရမစစ်သားစုဆောင်ခံလိုက်ရပြီးရှေ့တန်းစစ်လွတ်ခံလိုက်ရတဲ့ကိုကျော်သူရကအခုလိုပြောပြပါဗျာ။တော်မနေပြတဲ့ဘုံတိုင်းနေပြတဲ့ဘုံမှာပဲလုံလုံနေပေါ့။ညာအဲ့စင်းကျော်မတော့အဲ့စင်းတိုင်တိုင်းနှစ်လားတစ်ချိန်အဲ့စင်းတိုင်တိုင်တာဟိုကဟိုရှစ်လပိုင်း16ရက်နေ့ညမှာပဲ။ထိုင်နိုင်ခွဲလောက်မှအုတ်ချွေမှုကြီးဟိုရဲလာပြီးတော့ကျွန်တော်အဲ့စင်းစစ်မယ်ဆိုပြီးတော့ဓာတ်ပေါ့။ လာပြီးတော့အပြင်သိမ့်မယ်ဆိုတော့ဆောင်းဝင်ရဲ့ပြီးတော့စစ်တာပေါ့အဲ့ချိန်မှာကျွန်တော်တို့ကဧည့်သည်တိုင်တာရှိတော့ကျွန်မဒီတိုင်းလိုးလက်လက်ပြလိုက်တယ်မှတ်ပုံနေနေပြလိုက်တယ်ပြီးတော့ရုံခဏလိုက်ကြုံလို့ဆိုပြီးတော့စတောင်းရေဝှိုးရေနှစ်ယောက်ဂျုံကိုခေါ်ပါလုံးခေါ်ပါပြီးတော့လည်းဘာမှမပြောခိုင်းဘူးဒီတိုင်းထိုင်ခိုင်းတာအားလုံးပဲဒါလိုကြည့်မယ်ဆိုရင်တော့စစ်ခွေးတွေရဲ့စစ်ခိုင်းချက်ကြောင့်စစ်ခွေးတွေနဲ့အုတ်ကြီးယာယီမှုတွေအားလုံးကအိမ်ဒီပေါ်ထိတက်ပြီးတော့ဆွဲနေနေတာတခုပါပဲ ဒါဟာအဓိကသူတို့ပြစ်မှတ်ထားတာကတော့အဆောင်တွေပေါ့ဗျာအဆောင်ဆိုတာကတော့နေရာဒေသအသီးသီးကလူငယ်တွေလာရောက်နေထိုင်ကြတာဖြစ်တဲ့အတွက်အဆောင်တွေကိုအဓိကထားပြီးပြစ်မှတ်ထားနေဖြစ်တဲ့အတွက်လူငယ်တွေအကုန်လုံးအထူးသတိပြုရမယ့်အခြေအနေရောက်နေပါပြီဒါကြောင့်အမြန်ဆုံးတော်လိုင်းတတိတွေဝင်ရောက်ပြီးတော့စစ်ခွေးတွေကိုတော်လန်ကြဖို့ဒီနေရာကနေပြီးထမှန်တီးပေးလိုက်ပါတယ်တကယ်လို့စစ်သားစုဆောင်တွေပါသွားမယ်ဆိုရင်လည်းအခုလိုမျိုးပြန်လဲလွတ်မြောက်လာအောင်ရေးပို့တဲ့နေ့စဉ်နဲ့အမျှစဉ်းစားအကြံထုတ်နေပြီးတော့နောက်ဆုံးရရလက်နက်ကိုယူလာပြီးတော့အပြေးလာနိုင်ခဲ့မယ်ဆိုရင်တော့အကောင်းဆုံးအနေထားတစ်ခုဖြစ်မှာပါ ကြာပြီတို့လောက်တဲ့ရက်ဒီစမှုတန်းဖောင်းရင်တို့ဖြည့်ပြီးတော့တို့ဘက်ဒီဖြည့်ပြီးကျွန်တော်နမေမေးရဲ့အဲ့လိုမျိုးတို့ဘက်ဒီဖြည့်ပြီးတော့ဘာမှကိုပြောမကောင်ကျွန်တော်မှဘာလို့လို့ဘာဘာလို့ဒီစီခေါ်ခဲ့ရလဲကိုကမေးပိုင်ခွင့်မရှိဘူးထားပြီးတော့ကျွန်တော်ဒီတိုင်းမှာပဲခမ်းမိုက်ထဲမှာပဲထိုင်ခိုင်းတာတိုင်းရင်အရင်ညာတွင်းချင်းမှာပဲကျွန်တော်စူဆောင်ရင်ကိုတန်းပို့ရရအမျိုးနဲ့ပဲဒီကျမ်းအာဓမပဲဒီစစ်တပ်တွေခေါ်သွင်းခဲ့ရတယ် ဂျမ်ပါစစ်တပ်စုမိုးထားတဲ့နေမျိုးတွေတဲကပြည်သူတွေအနေနဲ့လည်းငွေပေးပြီးဖြစ်စေနိုင်ငံခြားစီလုပ်ပြီးဖြစ်စေနီလန်းပေါင်းစုံနဲ့ရှောင်လွှဲဖို့ကြိုးစားကြပေမဲ့အများစုကတော့အလိုမတူပဲအရမစုဆောင်ခံကြရပြီး၃လကြာစစ်တနန်းတက်ပြီးရတဲ့ရှေ့တန်းစစ်မျက်နှာတွေစီကိုစေလွတ်ခံနေကြရတာဖြစ်ပါတယ်။အဲဒါတော့ shop အမြင့်ဆုံးကြီးစကားနိုင်ရဆိုတော့ဒီကအဝေးကို ဒီဘက်မှာဒီမျိုးကျွန်တော်တက်ကုန်းမှာ လောတယ်ကျွန်တော်ရင်တယောက်မှာဒီမျိုးပေါ်လာဆွဲရမမတွေ့ခဲ့ဘူးလေအမျိုးကျော်ဒီဘက်မှာလည်းလောရလောရဆင်းပြေပြီကျွာလူငယ်တော်မြတ်ကတော့ကိုရီမကြုံပါသေးတဲ့ခါမှာကိုသားကိုမပူသေးတဲ့ကိုသားမနာသေးတဲ့ချိန်မှာကိုယ့်အိမ်ထိတကားလာမခေါ်သေးတဲ့ချိန်မှာတော့အခုလိုမျိုးတွေးတွေးတာကိုကိုတိုင်ပြောပြတာဖြစ်ပါတယ်။ဥကရေမကြုံခဲ့ရသေးတဲ့အတွက်လူငယ်တွေကိုပေါ်တာဆွဲတာမရှိဘူးလို့ထင်ကောင်းထင်မဲ့တကယ်လက်တွေမှာကိုတိုင်ကိုကြဆွဲခံလိုက်ရတဲ့ခါမှာတော့အခုလိုမျိုးခံစားမှုတွေပေါ်လာဖြစ်ပါတယ်။ဆိုတော့ဒီဘက်မှာပဲလုံးလုံးနေနေတယ်အဲ့လိုမျိုးမရှောင်နိုင်နိုင်အောင်ပေါ့။ ဖြစ်ပါတယ်ကျွန်တော်ကျွန်တော်အရင်တက္ကသိုလ်မှာကျွန်တော်ပထမဆုံးပြောရမှာပေါ့မျိုးမျိုးပေါ်လာဆွဲလိုက်တာကျွန်တော်ပထမဆုံးဖြစ်သွားပေါ့ကျွန်တော်ကပြီးတော့များနေရဆိုမဆုပ်ခင်ပြီးတော့နေနေမိလိုက်တာဆမျိုးရပါတယ်သင်္ကန်းတော့နေပြီးတော့မိုးဆွေတာတာကနေမှာသင်္ကန်းတက်ခဲ့ရသင်္ကန်းကတော့ဒီကျွန်တော်ဘတ်စင်အမင်းအမင်းတော့မှာတော့ပါရှိရ၄၄၃၁ရောက်ရှိ တင်တန်းတင်တန်းတင်တိုင်းပေါ့တင်အားတော့ခုတိုင်းတိုင်းဒီခုရူးရီတော့တင်တနက်ပြတဲ့ရရမှာတနက်ပြတဲ့တာနဲ့ဒီတိုင်းစစ်ပြူပါတော့ပဲဟင်းဘာဘာပဲတင်ခုတိုင်းညီသူကတော့ပြောပါပေါ့ခြေထဲမထွက်ရအောင်ဘာညာလိုမျိုးလိန်ညာရတော့ပြောနေရပဲလူဒီိုင်းဒီမိုင်းကိုမီတင်ရင်ရောင်းရင်တို့လက်လက်ပဲနေရမယ်တကယ်တကယ်တော့ဖြစ်လာတော့ကျွန်တော်မှဒီခြေထမ်းတန်ဖိုးခံရတယ် တင်ရင်တော့မမြင်လာဘူးလမ်းမှာပဲဖြတ်ပြီးတက်ပူတက်ပူပြီးယိုယွင်းပျက်စီးလာတာကိုတွေ့နေရပါတယ်ဟုတ်အဲ့ဒါတော့တင်နန်းသားကြီးအကုန်လုံးကိုတမုံပုံနှစ်ပုံနောက်ကတော့ဒီတိုင်းဒီလင်းရသမားဆွေးခင်ရလေးကြီးပါပဲတော်တော်များများတော့ကျွန်တော်နဲ့နေခဲ့လူတွေတော်များများတော့ဒီတိုင်းလူမမလို့ချင်းကြအောင်ရန်တို့ထွက်ပြီးအပြင်ထွက်ဖို့ပဲတိုင်မင်းတိုင်မင်းကြဲဘူးရှိပါတယ်ဒီလိုတော်များများလည်း တုံးပုံပုံနှစ်ပုံတော့ကတော့လုံးချင်ကြောက်ကြီးရဲ့လုံးဝါရီကိုစမှုတိုင်းကိုရုံးမှာအဲ့နေပြမိုးစေးရောက်တော့ဟိုအကျိပဲဒီဝါရီကဘယ်လိုမှထွက်လို့မရအောင်သူတို့ကရုံးမှာဘယ်လိုမှထွက်လို့မရအောင်ဆိုတော့ချိန်ရက်နဲ့ကျိပဲဆိုတော့ဘယ်လိုမှထွက်လို့မရအောင်သူတို့ကညတိုင်းဆိုရင်ပြင်လိုက်ရင်ထဲထဲတကားတော့ခတ်တာရှိအောင်မှာအဲ့နော်မတော့ခတ်တာပေါ့ဘယ်လိုမှထွက်လို့မရအောင်စောင့်ကြည့်နေရပါအကုန်လုံးက live စောင့်ကြည့်နေတာ so ကညာစင်းပြောဒီဘက်မိခင်တဲ့ရင်ပွားရမယ်ဆိုပြီးတော့ခေါ်လာရန်ဝိုင်းရန်ဝိုင်းရင်ပွေကညာစင်းကနေပြောမိုးဆွေရင်ရန်ဝိုင်းရင်ပွေရန်ဝိုင်းစုတောင်းကြီးကိုရင်ပွေပို့ပြီးတော့မိခင်တဲ့ရင်ပွားရမှာဆိုပြီးတော့ကျွန်တော်ကိုပို့လိုက်ခေါ်ပါပဲဘာမှမပြောဒီတိုင်းပဲကျွန်တော်ချင်ရတော့မိခင်တဲ့ရင်ပွားရမယ်ထင်ကြပေါ့ပြီးတော့ဖန်ထောက်ဖို့တက်မှာဆယ်ရက်လောက်ဝင်နိုင်တိုင်ဒီရှေ့တန်းကိုဒီမက်ပလီကိုမက်ပလီကိုအရင်တန်းပို့လိုက်တာပဲရှေ့တန်း ဖွဲ့ရမယ်ဆိုတော့မကျော်မပြောဘူးလိညာကြီးကြီးပဲပြောမှာဒီကမူနဲ့တရားပဲပါတွေ့ရမှာဘာပစ္စည်းမှမယူဘူးနဲ့ဟိုစားတစ်စုံနဲ့စုံတော့ပဲယူရဲအဲ့လိုပဲပြောပြီးတော့ဒီရှင်းတန်းကိုတန်းပို့လိုက်တာကျွန်တော်ရှင်းတန်းရလို့ရောင်မြန်လည်းမသိခဲ့